ားလုံးပဲအကျမ်းမရှိလို့ရပါတယ်ခင်ဗျာကျွန်တော်နာမည်အရင်ကတော့ရဲတူပဲဖြစ်ပါတယ်ဒီစကားလေးမှာတော့မင်းတွေဆိုရဲအောက်ဆူဆူကောင်းလေးနေရာကနေပေါဝင်ပြုဆောင်လာပါတယ်ခင်ဗျာတော့ဒါအရင်တော့လူညာတွေ့ဖို့ရှိခဲ့တယ်ဟုတ်ဟုတ်လှူရှားမှုကခုနကပြောခဲ့သလိုကျွန်တော်16လောက်က short film တွေပြိုင်ဘူးရယ်ဗျာဒီ ASCII VSC ကိုပါတော့အဲ့တုန်းကတော့အခြေအနေတွေလည်းကောင်းတော့အရှိတော်အရှာနိုင်ငံတွေပေါ့ဖိတ်ကော်ကလေးတွေပေါ့ short film တွေပြိုင်ကြတာပေါ့လေ ဲ့မှာကျွန်တော် national level ရောက်ပြီ။အဲ့တော့မမေက9သိန်းလမ်းလို့ရတယ်။ကျွန်တော် MRTV မှာအစုယူရတယ်ပေါ့။အဲ့ရနေပြီးတော့ကျွန်တော်တို့ဆရာဦးမျိုးမင်းတို့လည်းပါတယ်။အများကြီးပဲဆရာမကျော်နေစီတို့ရောကိုရီးယားကတူတူတင်ဆရာမကျော်နေစီအခွင့်ရေးပါသွားတာပေါ့။တူတူတင် making class ပေါ့။ကိုရီးယားကဒီ playing school တစ်ခုနဲ့ဒီရန်ကုန်ကကျွန်တော်တို့ JCGB နဲ့ collab လုပ်ပြီးတော့ကလေးတွေအတွက်လူပညာပညာရေးအခမဲ့မြဝေပေါ့။အဲ့မှာရွေးခန့်လာရပြီးတော့ တင်းတန်းနဲ့တက်ပြီးတော့ short clip နဲ့ပြိုင်တယ်ပေါ့ပြီးလဲပြီးတော့ချင်းချင်းလူလူရောက်ဂျားထဲမှာခဏချက်လက်နားလိုက်ရအောင်ပြန်ဝင်ပြစ်တာတော့2021ခုနှစ်မှာအာပြုဆောင်တင်းတန်းနေမော်ရယ်တင်းတန်းနေတက်ရကားနေပြီးတော့ဒီလောကထဲပြန်ပြီးတော့ရောက်ရှိလာတာခင်ဗျအခုဆိုရင်တော့၃လနှစ်လောက်တော့ရှိပြီတော့နေပဲနေပဲနဲ့လူလူရဲ့ဘာလို့လဲကိုစိုးကကိုစိုးမိုးနဲ့ကကျွန်တော်ကရှေ့မှာခင်နေရာကိုကြာပြီးကိုစိုးမိုးနဲ့ကခင်နေရာကြာပြီးဆိုတော့ကိုစိုးမိုးအဲဒိုင်လုံးတဲ့ ရုပ်သံဇလန်တို့တစ်ခုမှာကျွန်တော်က casting ဝင်ဘူးတဲ့ဝင်ဘူးတဲ့အချိန်မှာကုစုံမိုးကကျွန်တော်သဘောကျတယ်ပေါ့အမှတ်လည်းကောင်းတယ်လို့ပြောတယ်ပေါ့ဒါနောက်ဝဲမှပြန်ပြရတာပါအဲ့ချိန်မှာကုစုံမိုးကဒါပေမဲ့ဇက်ဇက်ကောက်မလိုက်တော့အဲ့တော့ကတော့မပါပါဘူးနောက်ပိုင်းကုစုံမိုးကအဲ့လိုဒီ character လေးရှိတဲ့အချိန်မှာပြန်တတိယပြီးပြီးတော့ဒီလေးဒီလိုဒီလိုရှိတယ်ဆိုပြီးတော့ဆက်သွယ်လာတဲ့အချိန်မှာကျွန်တော်ကလည်းကုစုံမိုးရုံနေကုစုံမိုးခိုင်းရင်ဘယ်ကရိုက်တာဖြစ်ဖြစ်ဘယ်နှခမ်းပဲပါရပါရအကောင်းဆုံးတာဝန်ကြီးအောင်လုပ်မယ်ဆိုတော့ ိတ်ရှိရဲ့အဲ့ဒါလည်းပဲကျွန်တော်ပါဝင်ဖြစ်တာဘာလို့ကိုစိုးမိုးပေါ်ကျွန်တော်ဒီလိုစိတ်ထားလဲဆိုတော့အကိုရဲ့စိတ်ထဲကကျွန်တော်ကိုဘယ်လောက်ချစ်လဲဆိုတော့ကျွန်တော်မြင်ရတယ်အကိုကတခုခုဆိုသူ့ညီလေးကိုအမြဲတည်းတရားရှိတယ်အမြဲတည်းခေါ်ပြီးရယ်ကိုစိုးမိုးကအကိုရဲ့မန်နေဂျာကိုကောင်းမော်လိုအပ်တာရှိရင်လည်းတင်ပေးတယ်အများကြီးတွဲခေါ်ပြီးတော့တခုခုဆိုအမြဲတည်းတရားနဲ့ရှိတဲ့အတွက်ကိုစုံကကျွန်တော်တို့မိစေကောင်ဆရာကောင်ဖြစ်တယ်ဆိုတော့ကျွန်တော်အပြည့်အဝညွှန်ပြပြီးသားပြီးတော့ကိုစုံခိုင်းတဲ့ character ဆိုကျွန်တော်က ဇညိုးပေးဖတ်တယ်အခုနောက်တကားဆိုကပူလေးဆိုရင်မြေလေးနဲ့ဇညိုးလေးပို့မယ်ရတယ်အခုဇညိုးမပို့နဲ့တော့အခုကိုကျွန်တော်ယုံကြည်မှုကဇညိုးပို့စရာမလိုဘူးဘက်ကရိုက်တာဖြစ်ပြီးအခုခိုင်းတာဆိုကျွန်တော်တာဝန်ကျေအောင်လုပ်မယ်ဆိုပြီးတော့ဒီစိတ်နဲ့ပဲကိုစိုးစိုးနဲ့လက်တွဲပြီးအလုပ်လုပ်ဖြစ်ခဲ့တာခင်ဗျဟုတ်မနောဘီကိုပါဘာဝင်နေလို့ဒါကတော့လောကရန်ပေါ့လောကရန်ရဲ့ပုံမှန်ပြောက်ွက်တွေပါပဲဒါကတော့ဇလန်းကြီးမယ်ဆိုရင်တော့လောကရန်အားရောက်တိုက်လဲဆိုတာတော့သိမှာပေါ့လေအဲ့တော့ပြည်သက်ကြီးတွေလည်းဒီ မေလ9ရက်နေ့ကျရင်လောကဒဏ်ကတနိုင်ငံလုံးမှာယုံတင်ပြသပါပြီ။ဒါရောက်ကြည့်ရှုပြီးတော့ကျွန်တော်အပါဝင်တခြားသောလူပညာရှင်တွေလည်းဝင်ရံပြီးတော့လာရောက်ကြည့်ရှုအားပေးကြပါဦးလို့တခါတည်းတစ်ဆက်တည်းဖိတ်ခေါ်ကြပါရခင်ဗျာ။အမေလုပ်လို့စောက်လို့စိတ်ဝင်လာလို့စောက်စိတ်ဝင်လာတော့မဟုတ်ပါဘူး။ကြီးကြီးပေးပါလေ။အခုနောက်ပိုင်းဆိုရင်တော့ဒီအလုပ်ရှိတဲ့အချိန်တော့ဒီလိုလေးလုပ်ဖြစ်တာပေါ့လေမရှိတဲ့အချိန်တော့အမေအိမ်စီးပွားရေးကိုတော့လုပ်ပြီးဖြစ်ပါတယ်။ဘာလို့ဆိုတော့အမေတို့ကအသက်လေးကြီးလာတာလည်းပါတယ်။ကျမရဲ့အချိန်ကြီးရတယ် ပြီးမကောင်းတယ်ပြီးတော့တချို့ဟာကြီးကျတော့ဒီဘက်ခစ်ကအဲလူငယ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်တချို့ဟာအတွေးတွေကြတော့လူငယ်တွေအတွေးရပိုရောက်တယ်လို့ထင်တယ်အဲ့ဒါမျိုးတော့အမေတို့ကလည်းအများကြီးအသားလေးတွေဝေးထားတဲ့အပေါ်မှာသူကအပြည့်အဝယုံကြည်ပေးထားတယ်အဲ့လိုဘာလို့လို့အများဖွင့်ပြပေးတယ်အမေဘယ်တော့မှမစိုးမိုးဘူးမချက်လဲဘူးဘာလို့လဲလို့ကျင်လာတယ်တော့ကလည်းအများနဲ့အပြည့်အဝထောက်ပံ့ပေးပါတယ်ခင်ဗျာအပြည့်အဝယုံကြည်ပေးထားတဲ့အပေါ်မှာလည်းကျွန်တော်ကတာဝန်ကြည်တဲ့ချီအောင် 여기 하지 마. 아니요. ျွန်တော်ကဒီစကားလေးမှာ rush the meal ပေါင်လေးပေါ့ main လို့ဆိုတဲ့ character လေးနဲ့ပေါင်ထားပါလေပေါင်ဝင်ခွင့်ရတဲ့အခန်းလေးပဲမဲ့ပေါင်ခွင့်ရတဲ့အခန်းတစ်ခုစီတိုင်းကိုကိုစံညံစွမ်းရှိတယ်လို့ကြိုးစားထားပါလေဒီစကားလေးမှာ main တွေကိုကြည့်ရှုပြီးတော့အားလုံးပဲဝေဖန်ပေးကြပါလမ်းညွှန်ပေးကြပါအားလုံးရဲ့အတန်အနေနဲ့အတူအားလုံးရဲ့မိတ္တာအနေနဲ့အတူကိုစားမှအကောင်းဆုံးရှိစက်ကြိုးစားနေပါမယ်လို့ပြောချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ